နိုင်ငံတော်လုံခြုံရေးကိုမြင့်တင်ရန်နိုင်ငံပေါင်း၄၀နိုင်ငံမှ လူများအတွက်တင်းကြတော်ခီးတွားစီမင်းများကိုဒေါ်နယ်ထရန့်ဆိုရက ချမှတ်ရန်စီစဉ်လျက်ရှိသည်အာဖဂန်နစ္စတန်အီရန်ဆီးရီးယားဂျူဘာဆိုမာလီယာဘူတန်လီဗီးယားဆူဒန်နဲ့မြောက်ကိုရီးယားကဲ့သို့သော နိုင်ငံ၁၀နိုင်ငံမှ လူများသည်မြေတီဗီဇာများမရနိုင်ပါဘူး Eritrea, Haiti, Laos, မြန်မာနဲ့တောင်ဆူဒန်အပါအဝင်နိုင်ငံ၅နိုင်ငံသည်ခရီးသွားသို့မဟုတ်ကျောင်းသားဗီဇာများကဲ့သို့ဗီဇာကန့်သတ်ချက်များနှင့်ရင်ဆိုင်ရနိုင်သည်အခြားနိုင်ငံ26နိုင်ငံတွင် လုံခြုံရေးပြဿနာများကိုရက်60အတွင်းမဖြစ်ရှင်းပါကတစိ့တစ်ပိုင်းပြည်ပမှုများရရှိနိုင်သည်လက်ရှိဗီဇာဖြင့်ကန်ဆောင်ထားသောတဦးချင်းသည်အဆိုပြုထားသောတာမြင့်ချက်မှာ กินลွန်ခွေရမြေကိုဆီရှင်းလေးလေးမတိရသေးပါလက်ရှိစိမ်းရောင်ကကန်ဆောင်ထားသူများကိုလည်းတိခတ်မှုရှိမရှိကိုလည်းအတိပြုနိုင်ခြင်းမရှိသေးပေလုံချုံရေးချင်းချောင်းမှုဟုစုမြင်သောနိုင်ငံများကိုအယုံစိုက်ပြီး၎င်း၏ပထမတက်တမ်းမှာတမနာ train e တင်းကြသောလူဝင်မှုကြီးကြရေးအစီအမင်းများကိုဆက်လက်လှုပ်ဆောင်နေခြင်းဖြစ်သည်အဆိုပါဆိုပြုချက်ကိုနိုင်ငံသားယူဝန်ကြီး Marco Rubio အပါအဝင် ထိတ်တန့်အရာရှိများ၏အတည်ပြုချက်လိုအပ်နေသေးသည်